ဘီလာရုနဲ့ရုရှားနိုင်ငံကိုတမိုင်းဝင်ခီးသွားနေတဲ့ခေါင်းဆောင်ကြီးတယောက်ပြန်လာနေပါပြီ။ဂျိုတိုရေးအဖွဲ့တွေလည်းလေစိတ်မှရောက်ရှိနေကြပါပြီ။အဲဒီဂျိုဆိုရေးအဖွဲ့တွေကခေါင်းဆောင်ကြီးပြန်လာရင်ဒီလိုဂျိုမဲဆိုပြီးတော့သူ့ထက်ငါဘသူပိုကုန်းနိုင်လဲခါကုန်းပြိုင်တဲ့သူကပြိုင်တဲ့ အိုးစီဘုံမောင်းနေတီးပြီးတော့ကြိုတင်လေ့ကျင့်ထားကြတာပါမြန်မာတနိုင်ငံလုံးအတွက်ကောင်းမွန်တဲ့အနာဂတ်ကိုရုရှားနိုင်ငံကနေခေါင်းဆောင်ကြီးတယောက်ယူလာနိုင်ခဲ့ပြီမဟုတ်လားဒီလောက်တော့ကြိုဆိုရမှာပေါ့ဗျာတကယ်တမ်းခေါင်းဆောင်ကြီးရောက်လာတဲ့အချိန်မှာတော့ကြိုဆိုရေးသမားတွေကိုလက်တောင်မပြနိုင်ပါဘူးအရေးပေါ်စေကူတာမှုခံယူဖို့အတွက်ဆေးရုံကိုတန်းပြေးသွားရပါပြီခီးစဉ်တစ်လျှောက်မှအုံလွဲလာတာနဲ့လက်နာလာလို့ပါဇက်ခိုင်အုံလွဲရတဲ့အကြောင်းရင်းက အားလုံးကိုမော့ကြည့်ရလို့ဖြစ်ပြီးတော့လက်နာရတဲ့အကြောင်းရင်းက ရုရှားနိုင်ငံနဲ့ဘီလာရုနိုင်ငံကအစည်းအဝေးခုံကြီးတွေဟာဖဲသားထိုင်ကုန်ပေါ်ကနေအောက်ကိုရှော့ပြီးပြုတ်မကြရအောင်ဇပွဲကိုလက်နဲ့တွန်းထားရလို့ပါဒီလိုမှတွန်းမထားဘူးဆိုရင်ဇပွဲအောက်ကနေပဲအစည်းအဝေးတက်ရပါလိမ့်မယ်ဒါဟာနိုင်ငံခေါင်းဆောင်တယောက်အနေနဲ့မသင့်တော်ပါဘူးခေါင်းဆောင်ကြီးတယောက်ဒီလိုအနာခံပြီးတွာလာခဲ့ရတဲ့ခီးစဉ်မှာအအောင်မြင်ဆုံးရလကတော့အနုမြူဓာတ်ပေါင်းဖို့တလုံးကိုအကျွေးနဲ့ဝယ်လာနိုင်ခဲ့တာပါပဲဒီနေ့မှတနအီလောက်ပဲမီးရတယ်မြန်မာပြည်သူပြည်သားတွေအတွက် အမောင်ကိုခွင်းပြီးအလင်းကိုဆောင်ဖို့ခေါင်းဆောင်ကြီးတယောက်လုံနိုင်ခဲ့ပါပြီ။အလှဲ့ကျမိပေးစနစ်မှာညအချိန်မတော်ထမင်းဟင်ထချက်ရတဲ့ဒုက္ခတွေချုပ်ငိမ့်သွားတော့မှာပါ။မကြခင်အာကာသစခန်းကနေပြီးတော့လှမ်းကြည့်လိုက်ရင်မြန်မာပြည်ကိုပြန်ပြီးမြင်ရတော့မှာပါ။အဲ့ဒီအပြင်လျှက်စစ်ရထားတွေလျှက်စစ်ကားတွေခုံပေါင်းပြီးကောင်းဆောင်ကြီးအင်မတန်ဖြစ်ချင်တဲ့တဘာဝရှုကင်းတွေကိုလှဲ့လေကြီးရှုနိုင်တဲ့မြေအောက်ယထားတွေကိုနေပြီးတော့မှခုံမောင်းနိုင်တော့မှာပါဒါကြောင့်ပြည်သူပြည်သားတွေဟာ 肯定没人性，批的嘞！ ဓာတ်ပေါင်းဖို့ရှင်ကြီးအဖြစ်ခေါင်းဆောင်ကြီးကိုတင်စားခေါ်ဝေါ်နေကြတာပါမြန်မာနိုင်ငံကအနုမြူစွမ်းအင်ကိုပိုင်ဆိုင်တဲ့နိုင်ငံ တနိုင်ငံဖြစ်လာပါပြီနောက်နှစ်ပေါင်း100လောက်ကြာရင်အနုမြူလက်နက်တွေအနုမြူထိပ်ဖူးတွေကိုပိုင်ဆိုင်တဲ့နိုင်ငံတနိုင်ငံဖြစ်လာတော့မှာပါအဲ့ဒီပေါင်းဖို့ကြီးအကျွေးနဲ့ရလို့ဝယ်လာတာတော့ဟုတ်ပါပြီဘလို့ပြန်ဆက်ကြမလဲဆိုပြီးတော့မေးတော့ခေါင်းဆောင်ကြီးမှာပလန်တွေရှိထားပြီးသားဖြစ်ပါတယ်ဒါကြောင့်တခါတည်းအကျွေးဆက်မဲ့အစည်းအဝေးတွေကိုပါလက်မှတ်ထိုးလာခဲ့ပြီးသား ါတစ်တေလဲကုံမီပြားတရားစာတတွေထွက်တဲ့နေရာတွေလဲတော်လန်ရေးသမားတွေရဲ့လက်ထဲမှာဆိုတော့ဖြစ်နိုင်ပါမလားလို့မမေးပါနဲ့လူငယ်တရားစာတတွေကမြန်မာပြည်မှာအပေါဆုံးနဲ့အကျွဲဝဆုံးလို့ဖြေရပါလိမ့်မယ် လူငယ်တွေကိုခေါင်းဆောင်ကြီးတယောက်ရုရှားကိုတင်ပို့သွားမှာပါရှေ့တန်းလိုက်မလားရုရှားသွားမလားဆိုရင်ရုရှားပဲသွားကြမှာပါသူတို့တွေကရုရှားကတဆင့်ယူကရိန်းမှာတာဝန်ထမ်းဆောင်ရမှာပါဒါကြောင့်လဲရေရှည်စီမံကိန်းအနေနဲ့ကျောင်းနေမှာရုရှားစာတင်ပို့တခါတည်းရုရှားဆရာတွေပါခေါ်လာခဲ့ပါပြီရုရှားစာတတ်သွားပြီဆိုရင်ရုရှားကိုသွားလို့ရမယ်အပြင် ရုရှားတွေမြန်မာပြည်လာလည်ရင်လဲဘာသာစကားအခက်ခဲမရှိတော့ပါဘူးရုရှားတွေကိုလည်းမြန်မာပြည်လာလည်ကြဖို့တခါတည်းခီးသွားသဘောတူညီချက်ခေါင်းဆောင်ကြီးကယူလာခဲ့ပါသေးတယ်ရုရှားခီးသွားတွေလာလည်ရင်ကုသိုလ်ယူနိုင်ရေးအတွက် နေပြည်တော်ကမာရဝိဇယဖះကိုလည်းတွားဖူးလို့ရပါသေးတယ်ဖះဖူးပြီးတဲ့နောက်မှာတော့စင်ပြူတွေကိုလစ်လာကြည့်ရှုနိုင်ပါတယ်အဲ့ဒီနောက်မှာတော့ငလိုက်ဆယ်နဲ့လှေခွင်းတောင်တွေမှာအပန်းဖြေအနားယူလို့ရအောင်ဘောကွင်းတွေစီစဉ်ပေးထားပါတယ်ရန်ကုန်မှာလဲကျင်ရင်တော့ရွှေဒဂုံဖះဘိုးတထောင်ဖះငါးတက်ကြီး၆တက်ကြီးစတဲ့ကြီးကိုကြီးအဋိဋ္ဌံခီးစဉ်ရှိပါသေးတယ်ကန်းချီမှာအနားယူမယ်ဆိုရင်တော့ ဆယ်အိမ်နှန်းကန်းကျင်နဲ့ညောင်ချောင်းတာရှိပါတယ်။ညဘက်ကကျင်တော့ဟိုင်းကန်းတွေမှာကြိုက်တဲ့မူရီဆေးရှူပြီးကလို့ရအောင်စီစဉ်ထားပါသေးတယ်။ဒါပေမဲ့ညဘက်လက်ရလက်ရလုံရင်တော့ပေါ်တာပါရင်တာဝန်မယူနိုင်ပါဘူး။ခမရတို့နိုင်ငံကဒီလောက်ပဲလဲလို့ရတာလားဗျာဆိုမေးရင်တော့အခြားနေရာတွေကိုလည်းသွားလဲလို့ရပါသေးတယ်။ခီးသွားနေတော့ကားပေါ်တက်လာကြပြီးလူတိုင်းနေနဲ့အကာခံရရင်တော့ ို့ထိုင်နဲ့ကိုပါပဲဒီကြတဲ့ဂိတ်တဂိတ်မှာပက္ကဖနဲ့တိုးရင်တော့မျက်နှာဖြူဒလန်းဆိုတာငါတို့မှအသက်တွေအထောက်ထားတွေရှိပြီးသားသူတို့ဖုန်းကိုနောက်ဆုံးပေါ်ဆက်တွေနဲ့နောက်ဆုံးပေါ် software တွေနဲ့စစ်ထားပြီးသားအထောက်ထားတွေအကုန်ရှိတယ်ဆိုပြီးတော့ရုရှားတန်ယုံကကိုယ်တိုင်သွားရွေးရပါလိမ့်မယ် ဒီလိုခီးသွွားလုပ်ငန်းတွေလူတင်ပို့မှုတွေအပြင်ထဝယ်ရှင်နဲ့ဇုံကြီးဖွင့်လှစ်ဖို့စာချုပ်ချုပ်လာခဲ့ပါသေးတယ်။အဲ့ဒီနေရာကတော်လန်ရေးသမားတွေစိုးမိုးနေတာဗျ။ဘလို့လုပ်မလဲဆိုတော့ရုရှားကကိုးပါကိုတိုက်ယူပြီးလုပ်ရမှာပါ။ထိုင်းနဲ့တွဲလုံးမှာဟိုဘက်ဒီဘက်ကုံသွယ်လို့ရမှာမဟုတ်လားဆိုတော့ဒါကထိုင်းနဲ့ရုရှားရဲ့ကိစ္စပါ။ဒါဆိုနောက်ဆုံးဗျာအမှုယူဓာတ်ပေါင်းပူကြီးအခုလိုတဲလိုက်တော့ခေါင်းဆောင်ကြီးတို့မိသားစုရောင်းနေတဲ့ဆိုလာပြားတွေမရောင်းရမှာမစိုးရိမ်ဘူးလားဆိုမေးတော့ ခေါင်းဆောင်ကြီးက တူတူလေးပြောပါတော့တယ်အဲ့ဒါတော့မပူနဲ့တဲ့သူဝယ်လာတဲ့အနုမြူဓာတ်ပေါင်းဘူကဒီလောက်ပဲရှိတာဆိုလက်ညှိုးညွန်ပြလိုက်တာကမီးလာချိန်ကိုအစင်သင့်စောင့်မျှော်နေတဲ့လေးလုံးချက်ထမင်းပေါင်းဦးပါပဲဗျာ